စကိုင်းတိုင်းမုံရွာနဲ့ချောင်းနဲ့အစမှာတရင်ကျော်လာပြင်းနေညာကစီပင်းထုံပွဲနဲ့စရနာရှင်စန့်ကျင်တပိတ်ပြုတ်လုံနေတဲ့နေရာကိုစုံစုကဆက်တက်လေဒီနဲ့ဘုံလာကျက်ခဲ့ပြီးနောက်ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုစိတ်ကူတာလို့မရအောင်ဒရုန်းနဲ့ပုံကျတာစေဝါပစ္စည်းတွေကိုဖြက်လေးဖြက်ဖြစ်ဖြတ်တောက်တာတွေဟာအပြည့်ပြည့်ဆိုင်ရာစစ်ရာဆွေးမှုကိုချိုးဖောက်နေတာလို့လူ့အခွင့်အရေးလှုပ်ရှားသူတွေကပြောပါတယ်အာနာသိမ့်ပြီးနောက်သူ့ကိုခုခံကာကွယ်တိုက်ပွဲဝင်နေတဲ့ဒေသတွေကို စိုးစုကဆူဆူရွရွပြတ်မှတ်ထားပြီးလေးချောင်းပြက်ခတ်တာရေပြင်ကနေစစ်ချောင်းထိုးပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေတောက်လျှောက်လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီအထဲမှာချောင်းနယ်ဘုံတုံရွာလေးချောင်းတိုက်ခိုက်ခံရမှုကလည်းတခုအပါဝင်ဖြစ်ပါတယ်။စိုးစုကလူခွင့်ရေးချိုးဖောက်မှုထက်တာတော်နဲ့ပြည်ရင်းစစ်မှာလေးချောင်းအုံဖြုတ်ခွင့်မရှိတဲ့အခြေအနေကိုစန့်ကျင်ကဘုံကျဲတပ်ဖြတ်ခဲ့တာကြောင့် အပြည့်ပြည့်ဆိုင်ရာဆက်ရဆွေးမှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့မြမလူအခွင့်အရေးကွန်ရက် BHRN ရဲ့ညွှန်ကြားရေးမှူးဦးကျော်ဝင်းကပြောပါတယ်။ဒီအဓိကဒီဟာလေဒါလူခွင့်ချိုးဖောက်တယ်ဆိုတဲ့အဆင့်မဟုတ်တော့ဘူးနော်။ဒါကအပြည့်ပြည့်ဆိုင်ရာရာဇဝတ်မှုကိုချိုးလို့နေဆင်ကပါဘူး။ဘာနံပါတ်၁ကပြည်ရင်းစစ်မှာလေကြောင်းနဲ့ပုံကျဲလို့မရဘူးနော်။ဒါပြည်ရင်းစစ်တစ်ခုဖြစ်တဲ့နေရာမှာလေကြောင်းသုံးလို့မရဘူး။နောက်မင်းတို့မရ မဟာဒီယအင်အားကြီးမားတဲ့အင်အားယူမမြတ်တာသုံးလို့မရဘူးပေါ့နော်။ဒါ international human rights law ဆိုတာရှိထားပြီးသားတဲ့ကမ္ဘာပေါ့နော်။ဆိုတော့ဒီဥပဒေတွေဒီဥပဒေကိုချိုးဖောက်ဘာဖြစ်လဲဆိုတော့ဒီဥပဒေကိုချိုးဖောက်လို့ရှိရင်ဆေးရဆုံးမှုတွေဖြစ်တယ်။ဒီဒုတိယကမ္ဘာစစ်တုန်းကဂျပန်နေဖက်ဆစ်ဂျပန်နေတုံးချခဲ့တဲ့ဒီစနစ်တွေကိုဆိုတော့ယဉ်တိလက်ကန်အသုံးပြုလို့ကမ္ဘာမှာမဟုတ်သုံးတော့တာပြောတယ်။ဒါအပြင်စိုးစုအနေနဲ့ကျူးလွန်ထားသမျှတွေကိုမြေပြင်မှာရှိနေတဲ့နားလက်တွက်ကြမ်းသူတွေကတပ်သေးတွေကိုအခိုင်အမာမှတ်တမ်းတင်ထားနိုင်ဖို့လဲသူကတိုက်တော်မှာတယ်ဒါမှသာစိုးစုရဲ့ လူသက်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့လုပ်ရက်တွေကိုနိုင်ငံတကာရဲ့တရားစွဲဆိုရေးရန်ရောက်တွေနဲ့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ချောင်းမြို့နယ်အနောက်မြောက်ခြမ်းမုံရွာနယ်အဆက်မှာရှိတဲ့ဘုံတုံရွာမှာအောက်တိုဘာ6ရက်သတင်းကြော်လာပြင်းနေ့ည9:00နာရီဝန်းကျင်မှာစာနာရှင်စန့်ကျင်ရေးစီမီထွန်းတပိတ်ပြုလုပ်နေတဲ့အချိန်စိုးစုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာနာမခကနေတက်လာတဲ့စက်တက်လေးတီပါရာမော်တာနဲ့120မမဘုံဒီနှလုံးကျဲချတိုက်ခိုက်သွားတာဖြစ်ပါတယ်။စိုးစုလေချောင်းပုံးကျဲခေရမှာစီမီထွန်းပူဇော်ပွဲနဲ့တပိတ်ပြုတ်လုံနေတဲ့လူအုပ်ထဲကိုဘုံဒီတက်တဲ့ကြားရောက်ပောက်ကွဲခေရာကြောင့်အခင်းဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာတင်သေဆုံးသူ5ဦးရှိခဲ့ပြီးနောက်ဒီကနေ့အထိခလေးငယ်တွေအပါအဝင်စုစုပေါင်းသေဆုံးသူ24ဦးနဲ့နောက်ဆက်တွဲဆေးကုသနေရာသူ58ဦးရှိတယ်လို့ဒေသခံတွေက MPP ကိုပြောပါရတယ်။ အဲ့ဒီလိုဘုံစားထိမှန်ပြီးသေဆုံးခဲ့သူတွေကိုစောစုကစက်တက်လေထီနဲ့ဘုံထက်ကျဲတာနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တဲ့ကြားကညာတွင်ချင်းအရေးပေါ်တကြိုးပေးလိုက်ရတယ်လို့မြေပြင်တော်လှန်ရေးတရင်မြစ်ကအမှတ်ပီကိုပြောပါတယ်ဖြစ်တယ်လို့ကိစ္စကုံရတာစောစုတွေက나이ပုတ်နေချိန်ဒီမှာလဲလေထီနဲ့ဘုံကျဲတော့ကိစ္စမြန်မြန်ကုံရတာပေါ့လိုအပ်ချက်တွေရှိတာပေါ့ဗျာမြေကျပြီးရောပဲလှုပ်လိုက်ရတာအဓိကကတော့သွေးနဲ့ဆေးဝါးပေါ့ သွေးလိုအပ်ချက်ကတော့ပုံများလို့သွေးအုပ်စုမတည်ရတော့ပုံဆိုးနေတာအရေးပေါ်သွေးနဲ့ဆေးကတော့အလိုအဆုံးပါပဲဗျာလက်ရှိမှာထိခိုက်တန်ရသူတွေကိုအရေးပေါ်ဆေးကုသမှုတွေပြုလုပ်ပေးနေပြီးတော့စိုးရင်ရသူတွေလည်း10ဦးထက်မနည်းရှိသလိုဥကောင်းနဲ့ဝမ်ပိုက်ပိုင်းနေရာတွေမှာပြင်းထန်တန်ရတွေရရှိထားတာတွေ့ရတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေက MSP ကိုပြောပါတယ်။စိုးစုကပါရာမော်တာနဲ့ဘုံနှလုံးကျချခဲ့ရကြောင်းထိခိုက်သေးဆုံးသူတွေထဲမှာ အမျိုးသားအမျိုးသမီးနဲ့ကလင်းငယ်တွေပါဝင်ပြီးတော့တည်ဆုံးသူတွေတဲကရုပ်အလောင်းကိုကုသာအကောင်းတိုင်းပြန်ရပြီးတော့အများစုကတော့ဥကောင်းပြက်ခြေပြက်လက်ပြက်စတဲ့ခနာကိုအပိုင်းပိုင်းပြတ်တောက်သွားတယ်လို့ဆိုပါတယ်။ဒါအပြင်စိုးစုဟာခြောက်မျိုးနယ်တွေကရွာတွေကိုဒီရပိုင်းမှာပဲစစ်ကြောင်းထိုးဖို့စည်ရေးပြင်ဆင်နေတာတွေ့ရတယ်လို့လည်းခြောက်ပါကပါတာဝန်ရှိသူတို့ကပြောပါတယ်။စစ်ကြောင်းထိုးမယ်လို့တော့ယူဆရတဲ့နေသားရှိတယ်ဗျ။ ရောတော့ဒီချောင်းဦးမြင်းမူကြားထဲမှာရှိရမော်မလေးလမ်းမိုင်းလမ်းမကြီးရချောင်းမြင်းမူလမ်းမိုင်းရမှာတော့ဒီစကြောင်းထိုးတဲ့အရေးအယံတွေရှိနေတယ်အားရှိနေတယ်သူတို့စစ်ကောင်စီရဲ့ရင်နန်းရင်နန်းဆိုတာဒီအဲသူတို့ဟိုရိတ်ခါပေါ့စေဝါရိတ်ခါစီအဲအဲ့တုံးမျိုးပေါ့လွတ်လပ်ခဲရန်အဲ့ဒီဘက်တစ်ခုခုဖြစ်နေပြကားတန်းနေသခိုင်းဘက်ကဆင်းလာတာရှိတယ်သူတို့လုံရွေးအတွက်အင်အားချထားသလားစစ်ကြောင်းအတွက်လာတော့ မသိရသေးဘူးကြာသူတို့လှုပ်ရှားမှုကမူတည်မှသူတို့ဘာလုပ်ချင်လဲဆိုတာသုံးပြမှရမယ်ချောင်းနယ်တွေကစီမီထွန်းတပိတ်ကိုစိုးစုကပုံကျဲတက်ဖြတ်ခဲ့ပြီးနောက်မြေပြမာကူကြီးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့စေဝါကူတာမှုခံယူရမဲ့သူတွေအခက်ခဲဖြစ်စေဖို့ပါရာမော်တာနဲ့မုံရွာနဲ့ချောင်းနယ်တွေဘုံထက်ကျဲခဲ့သလိုလက်နက်ကြီးတွေနဲ့ပါဇက်တိုက်ပစ်ခတ်နေခဲ့တယ်လို့လည်းမြေပြေသတင်းမြစ်တွေကဆိုပါတယ်။ဒါပြင်ချောင်းမုံရွာလက်မကြီးပေါ်မှာရှိတဲ့မအူစစ်အုပ်စုစစ်စေးရေးဂိတ်နဲ့ ရောင်မင်းဆောင်စိုးစုစစ်စေးဂိတ်တွေကနေကားတွေနဲ့ဆိုင်ငယ်တွေရပ်တန့်ပြီးတော့စေဝါတွေကိုဖြတ်တောက်ပိတ်ဆို့စစ်စေးနေတယ်လို့လဲဆိုပါရယ်။စေဝါကုတ္တရေးပစ္စည်းဖြစ်တဲ့ slime ပလင်ဂွန်ပတိအနာစေးတဲ့ဆေးရည်တွေနဲ့ပြုတ်စေးအကိုက်ခဲပြစေးအရက်ပြန်စားတဲ့ဆေးရည်ကိုတယူခွင့်မပြုဘဲတင်းစီကလူနာရီကိုကုတ္တလို့မြအောင်ဖြတ်တောက်ကန့်သက်ပိတ်ဆို့ထားတယ်လို့မိုးရွာချောင်းလမ်းမအုံပြသူတွေကပြောပါရယ်။ ပြည်သူလူထုကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်သက်ဖြတ်နေတဲ့စုပ်စုဟာလူထုအလုံးအတွက်ပုံရံသူဖြစ်တာကြောင့်စုပ်စုနဲ့အပေါင်းအပါတွေကိုဖြုတ်ချနိုင်ဖို့ပို့တိုးလှုပ်ဆောင်သွားမယ်လို့ချောင်းသပိတ်ကော်မတီဝင်ပွင့်ပွင့်ကပြောပါတယ်။ခုလူတွေဖြစ်နေတဲ့ပြည်သူတွေတည်ကျနေရတဲ့ဆိုတဲ့အရာတွေကအဓိကတရားခံမင်းအောင်နိုင်ပါကျွန်တော်တို့တွေရဲ့အမားတွေကျွန်တော်တို့တွေရဲ့အားနေချက်တွေကျွန်တော်တို့မှာရှိနေတယ်ကျွန်တော်တို့ရဲ့အမားတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့လက်ခံပါတယ်ဝန်ခံပါတယ်ဒါပေမဲ့ ကျွန်တော်တို့ရဲ့အဓိကဘုံရန်သူဒီမင်းအောင်လိုင်းပဲဖြစ်တယ်အဓိကပြည်သူတွေကိုတတ်ဖြတ်နေတာအသက်မပြည့်သေးတဲ့ကလေးတွေကိုတတ်ဖြတ်နေတာမင်းအောင်လိုင်းဦးဆောင်တဲ့အကြံဖက်စက်တက်ပဲဖြစ်တယ်ဆိုတော့လုံးဝမမေ့ကြဘူးအရေးကြီးပါတယ်ကျွန်တော်တို့တွေရှေ့မှာကနေလည်းတတ်ခဲ့တယ်ခုလည်းတတ်နေတယ်နောင်လည်းဒီကောင်တွေကဆက်ပြီးတတ်နေအောင်ဖြစ်တယ်အဲ့တော့ဒီကောင်တွေတတ်ခွင့်မရအောင်ကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့ရဲ့ကလေးတွေကျွန်တော်တို့ရှေ့လာမယ်ရင်သွေးတွေကျွန်တော်တို့ရဲ့အတိုင်းပြည်အနာဂတ်တွေကိုကယ်တင်ဖို့ကာဝယ်ဖို့အတွက်ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ ကျန်းဖက်စစ်တပ်ကိုကျွန်တော်တို့ဖြုတ်ကိုဖြုတ်ချာမှာဖြစ်မှာဖြစ်ပါတယ်။ကျောစုကစီမေထွန်းတပိတ်ကိုဘုံလာကျဲခဲ့တာကြောင့်တေဆုံထိခိုက်ဒဏ်ရာသူတွေဟာဘုံတုံရအပါဝင်အနီးဝန်းကျင်ကျေးရွာတွေကဒေသခံပြည်သူတွေနဲ့ CDN ဝန်ထမ်းတွေတပိတ်အဖွဲ့တွေနဲ့ PDF ရဲဘော်တွေပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စီးရင်နေအရစက်တင်ဘာလတလထဲမှာပဲနိုင်ငံတော်အမအစုလိုက်ပြုံလိုက်တက်ဖြတ်မှုပေါင်း၁၂ကြိမ်နဲ့ လူပေါင်း၁၀၈ဦးသေဆုံးခဲ့ရပြီးတော့သေဆုံးသူတွေထဲမှာအသက်၁၈နှစ်အောက်ကလေးငယ်၂၈ဦးထိပါဝင်တယ်လို့တွေ့ရပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတုံရွာမှာစီမင်းထွန်းတပိတ်လေးချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ပြည်ထောင်တန်ယုံအပါအဝင်လူအခွင့်အရေးတကြလှှရှားသူတွေကလက်ခံနိုင်စရာမရှိကြောင်းအသီးသီးထုတ်ပြန်ထားကြပါတယ်။